grade 12တွေအတွက်ဒီနေ့ဆရာ third conditional ဆိုတဲ့ဟာလေးကို sharing လုပ်ပေးမယ်အဲ့ဒါဘာလဲဆိုတော့ third conditional ဆိုတာကတဲ့ past and real past ကကြတော့အတိတ်ကို and real ဆိုတာကြတော့အတိတ်မှာတကယ်မဖြစ်ခဲ့တဲ့အရာကိုစိတ်ကူးရင်တာပေါ့နော်တကယ်မဟုတ်ခဲ့တဲ့အရာဟုတ်ပြီနော်အဲ့တော့ဒီမှာသူ့ရဲ့ပုံစံလေးကိုမှတ်ထားမယ် if ပါတဲ့ဘက်ပေါ့နော် if ပါတဲ့စာကြောင်းဘက်မှာ subject ရဲ့ have plus battery နဲ့ရေးမယ်ဟုတ်ပြီနော် အဲဟိုပါဗောနော grade 12နဲ့ပတ်သက်ပြီးအမှတ်40ဘူးတင်တန်းလေးရှိရနော် read the passive နဲ့ grammar တင်တန်းနော်အဲ့ဒါ telegram @tinthon 90မှာလာစုံစမ်းလို့ရတယ် video class လေးဖြစ်ပါတယ် zoom class မဟုတ်ပါဘူးအဲ့တော့ဒီမှာ if ပါတဲ့ဘက်မှာ subject hat battery နဲ့ရေးတယ်အဲ့ဒါကဘာကိုဖော်ပြလဲ condition ဆိုတဲ့အခြေအနေကိုဖော်ပြတယ် now if မပါတဲ့စာကြောင်းဘက် main clause လို့လည်းခေါ်တာဗောနော် if မပါတဲ့စာကြောင်းဘက်မှာကြာတော့ subject ရဲ့ what hat battery ရဲ့ရေးတယ် sorry ဒီမှာ battery နော် subject ဝဟဘတ်ရီနဲ့ရေးတယ်အဲ့ဒါက result ရလက်ကိုဖော်ပြတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒီစာကြောင်းလေးနှစ်ကြောင်းရှိတယ်ဒါကမေခွန်ဟောင်းလေးပါအဲ့တော့ဒီစာကြောင်းလေးနှစ်ကြောင်းကိုတဲ့ use the third condition နဲ့ third condition နဲ့ပုံပြီးတော့ဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့ဒီမှာပြောထားတာ i did not have enough money မမလုံလောက်တဲ့ပတ်စံမရှိဘူးတဲ့နော်ပြီးတော့ i did not buy ငါမဝယ်ခဲ့ဘူးအခါငါကားတစ်စီးလည်းမဝယ်ခဲ့ဘူး ဒါဆိုရင်ဒီမှာတကယ်ဖြစ်နေတာသူ့မှာပတ်စံလည်းမရှိဘူးကားလည်းမဝယ်ခဲ့ဘူးဟုတ်ပြီနော်အဲ့ဒါကိုဆရာတို့ကကြောင်းမြန်ပြန်စဉ်းစားမယ်တကယ်ဖြစ်တာကပတ်စံမရှိဘူးကားလည်းမဝယ်ခဲ့ဘူးနော်အဲ့ဒါကိုအတိတ်မှာပေါ့နော်ငါမှာဒါကားအဲ sorry ငါမှာဒါပတ်စံရှိခဲ့ရင်ငါကားစည်းဝယ်ခဲ့မှာပဲအဲ့အဲ့လိုပြန်ရေးရမှာအဲ့တော့ဆရာတို့ကဒီမှာဒီစာကြောင်းနှစ်ကြောင်းမှာဘယ်စာကြောင်းကို if နဲ့ကပ်မလဲဆိုတော့အဲ့ဒါလေးကိုတစ်ချက်စဉ်းစားမယ်အဲ့တော့ ပရမစာကြောင့်ငါမှပတ်စံမရှိဘူးအဲ့ဒါဘာကိုဖော်ပြတာလဲ condition အခြေအနေကိုဖော်ပြတာအဲ့တော့ဒီပထမစာကြောင့် if နဲ့ကပ်ရမှာပေါ့နောက်တော့ကားမဝယ်ခဲ့ဘူးဆိုတာကသူ့ရဲ့ရလက်ကိုဖော်ပြတာဒီပတ်စံမရှိတဲ့အခြေအနေကြောင့်ကားမဝယ်ဘူးဆိုတဲ့ရလက်ဖြစ်တော့ resort ပေါ့ဟုတ်လားအဲ့အဲ့ဒီစာကြောင့် resort စာကြောင့်ဒုတိယစာကြောင့်ဖြစ်ရမယ်ပထမစာကြောင့် condition အခြေအနေကိုဖော်ပြတာအဲ့တော့အခြေအနေဖော်ပြတဲ့ပထမစာကြောင့်ကို if နဲ့ကပ်ဟုတ်ပြီနော် if if ပြီးရင်ပါလာမယ် subject have battery subject က i ဟုတ်ပြီနော်ဒီနေရာမှာ तू อ่ะ तू မှာပတ်စံမရှိဘူးလို့ပြောတာမှတ်လားဆရာတို့ကဒီ tag condition တွေကိုဘယ်လိုအခြေအနေမှာသုံးလဲဆိုတော့အတိတ်မှာမဖြစ်ခဲ့တဲ့အရာကိုဖြစ်ခဲ့တယ်လို့မျိုးပေါ့နော်။နောင်နာရတာလို့ပါလို့အဲ့လိုအတိတ်ပဲမျိုးနဲ့သုံးမှာ။အဲ့တော့ဒီမှာတကယ်ကပတ်စံမရှိဘူး။ဒါပေမဲ့ပတ်စံရှိခဲ့ရင်လို့အဲအဲ့လိုစိတ်ကူးရင်မယ်။အတိတ်ကိုစိတ်ကူးရင်လား။ အတိတ်မှာမဖြစ်ခဲ့တဲ့အရာကိုဖြစ်ခဲ့တယ်လို့မျိုးပြန်စဉ်းစားမှာဟုတ်ပြီနော်ဒီမှာပတ်စံမရှိဘူးဆိုတာတကယ်အဲ့ဒါကိုတကယ်မဟုတ်တာအဖြစ်နဲ့ရေးမှာဆိုတော့ဆရာတို့ကစိတ်ကူးရင်ဖြစ်နေရေးမှာဆိုတော့ဆရာတို့ကဒီမှာ did not ကိုဖြုတ်လိုက်မယ် did not ကိုဖြုတ်မယ် subject က i i knew why ဘာလာမလဲ had battery had ဒီ had က had been but အခုကြရဟုတ်ပြီနော်ဒီမှာ battery ပြောင်းခိုင်းတဲ့ခါကကြတော့ဒီမှာရှိတဲ့ did not have က hb have ကို ဘက်တရီပြောင်းတော့ HD ဟက်ရတယ်။ဟုတ်ပြီနော်အဲ့တော့ head head တန်လုံးဖြစ်သွားတယ်။သို့တော့ဒီနောက်က head ကဒီ HV head ကိုဘက်တရီပြောင်းတာအရှိအ HD head ကတော့ heaven back ဖြစ်နေအများရန်ပါလာမဲ့ဘက်တရီအအများရန်ပါလာမဲ့ HD head heaven back ပေါ့နော်ရှေ့ရ။ဟုတ်ပြီအဲ့ဒါဆိုရင် if subject head battery is subject head battery ဒါ if စာကြောင်းပြီးသွားပြီပေါ့နော်။အဲဒီမှာ enough money ကျန်သေးရယ်နော်။ head battery ပြီးသွားရင် enough money enough money comma ဟုတ်ပြီနော် comma ကုတ်ပြီးသွားရင်ဒီမှာနောက်တစ်ကြောင်းကိုဆရာတို့ဘယ်လိုရေးရမလဲ subject will have battery if မပါတဲ့စာကြောင်းပေါ့ပထမစာကြောင်းကို if နဲ့ဆက်ထားတယ် if ပါတဲ့စာကြောင်းက subject have battery နဲ့ရေးမယ် comma ကုတ်ထားတဲ့နောက်က if နဲ့မဆိုင်တဲ့စာကြောင်း if မပါတဲ့စာကြောင်းကိုကြတော့ subject will have battery နဲ့ရေးရမယ်အဲ့ဆိုရင်ဒီမှာ subject က i ဟုတ်ပြီနော် ဒီမှာဒင်းတော့အငင်းကိုဖြုတ်လိုက်တယ်။ဘာဖြစ်လို့ဖြုတ်လဲဆိုတော့ तू ကကားမဝယ်ခဲ့ဘူးလို့ तू ပြောတာ။အဲ့ဒါတကယ်ဖြစ်တာ။အခုကတကယ်မဖြစ်ခဲ့တဲ့အရာကိုစိတ်ကူးယဉ်ပြီးပြောမှာ။ကားဝယ်ခဲ့မယ်လို့ तू ကပြောမှာ။ဟုတ်ပြီနော်။အဲ့တော့ I will have battery ဆိုတော့ will have battery ကကြတော့ဘိုင်းကို battery ပြောင်းလိုက်။ port a car ဟုတ်ပြီနော်။ who have bought a car အဲ့ဒါဆိုရင်အတိတ်ပဲလေးပြန်စဉ်းစားပြီးပြောပြမယ်သူပြောထားတာမိကုံးက i do not have enough money ငါမှာပတ်စံမရှိဘူးအဲ့ဒါတကယ်ဖြစ်တာ i do not buy a car ငါကားတစီးလည်းမဝယ်ခဲ့ဘူးဒါတကယ်ဖြစ်တာဒါပေမဲ့ဆရာတို့ကသက် condition တွေကိုဘယ်လိုအခြေအနေမှာသုံးရလဲအတိတ်မှာတကယ်မဖြစ်ခဲ့တဲ့အရာကိုဖြစ်ခဲ့တယ်လို့စိတ်ကူးရင်ပြောတာနော်တကယ်မဖြစ်ခဲ့တဲ့အရာတွေကိုပြောမှာအဲ့တော့ဒီမှာပတ်စံမရှိဘူးဆိုတာတကယ်ဖြစ်ခဲ့တယ်အဲ့ဒါကိုဆရာတို့ကတကယ်မဖြစ်ခဲ့တဲ့ ပတ်စံသာရှိခဲ့ရင်ဆိုပြီးအဲ့လိုရေးလိုက်မယ် if i had had enough money ငါမှပတ်စံသာရှိခဲ့ရင် ကားမဝယ်ဘူးဆိုတာတကယ်ဖြစ်ခဲ့တာအဲ့ဒါကိုဆရာတို့ကတကယ်မဖြစ်ခဲ့တဲ့ပုံစံနဲ့ပေါ့နော်ဆိုလိုချင်တာတကယ်မဟုတ်ပဲစိတ်ကူးယဉ်ပြီးပြောလိုက်မယ် i would have bought a car ငါကားစီးဝယ်ခဲ့မှာပဲတဲ့ဒီစာကြောင်းလေးကိုဘာသာပြန်လိုက်ရင်တော့ငါမှပတ်စံလုံလုံလောက်လောက်သာရှိခဲ့ရင်ငါကားစီး ဝယ်ခဲ့မှာပဲတဲ့ဒါပေမဲ့တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရက်ကတော့သူ့မှာပတ်စံလည်းမရှိခဲ့ဘူးကားလည်းမဝယ်ခဲ့ဘူးသို့တော့အတိတ်ကိုပြန်ပြီးတော့နောင်သားရတဲ့ပုံစံစိတ်ကူးရင်တဲ့ပုံစံတကယ်အစ်စ်မှန်မဟုတ်တဲ့ပုံစံကိုပြောချင်လို့ပတ်စံမရှိဘူးဆိုတာကိုရှိတယ်လုပ်လိုက်တယ်ကားမဝယ်နိုင်တဲ့ဟာကိုကားဝယ်ခဲ့မှာပဲဆိုပြီးတော့လုပ်လိုက်တယ်ဟုတ်ပြီနော်ကဲအဲဆိုရင်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင်ကွန်မန့်မှာ yes လို့မှတ်ပေးသွားပါအောင်နော်